မြင်လာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ငါ support channel ကနေကြိုဆိုပါရစေ။ဟောကဘာ25ရင်းနေမှာရှင်မြန်ကစားကြမဲ့ UFA Champion League ဖွဲ့စဉ်တွေကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ဒါဒီဝဲစဉ်လေးတွေကတော့တူတူနဲ့လွင်လာပဲကျွန်တော်ရွေးချယ်အသုံးသပ်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ဒီဝဲစဉ်ရအားလုံးညီကလို့ဒါအကြိုက်ရှင်တွေ live show ကစားလို့ရတယ်လို့မကြိုက်တဲ့ညီကလေးကတော့မိမိကြိုက်နေတဲ့အတိုင်းလိုက်ပြီးတော့ရွေးချယ်ကစားလို့ရပါတယ်။ဒီဝဲစဉ်လေးပွဲထဲမှာဒါမောင်းဆော့ရလို့ body ကြည့်တဲ့ရွေးထုတ်ပြီးကစားလို့ရပါတယ်ခင်ဗျာနော်။အဲ့တော့ပထမဆုံးပွဲစဉ်ပြတဲ့ချက်စီနဲ့ဘာသာပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာ။ င်ဝင်ဖြစ်တဲ့ချက်စီကတော့ပလီမီယာနောက်ဆုံးကစားတဲ့ပွဲစဉ်မှာနိုင်ရရှိပါစီလိုနာကတော့ပါလီကာစပိန်နဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာနိုင်ရရှိထားတယ်။ချန်ပီယံလိမှာနှစ်တင်းစလုံးကရမယ့်လိုအပ်ချက်ရှိနေတယ်။ဒါရမယ့်တူးနေတယ်။အစင်တရားချက်တိမှုမှာလည်းအထက်နဲ့အောက်ပြ။ဆိုတော့ဒီနေ့ချက်စီနဲ့ဒီပါစီလိုနာရဲ့ပွဲစဉ်မှာဆိုအင်ဝင်ဖြစ်တဲ့ချက်စီကနေပြီးတော့ပါစီလိုနာကိုပေါ်ဒီသေးပေါ်တော့ရှိလို့ဆိုရင်ပြောင်းဆုံးရှုံးသေးပဲဖောက်ပြရတယ်။ကိုပေါင်းသေးသုံးလုံးသမားပြောင်းဆုံးရှုံးသေးရတယ်သုံးလုံးရှုံးသေးပြီးထားတွေ့ရတယ်ဗျ။ချက်စီကချန်ပီယံလိမှာဒါ တက်တလက်ကြားတလက်ရှိဘာစီလိုနာလည်းတက်တလက်ကြားတလက်ရှိတယ်ဗျလူငယ်ကစားသမားလေးနဲ့ဖွဲ့စည်းထားတဲ့ဒီဘာစီလိုနာအနေနဲ့အဝေးခွင်းမှာသွားရှင်ပြရမှာဆိုရှက်စီအင်ခွင်းမှာဆိုလို့ရှိရင်တော့ဒါတက်တက်တွတ်ဆုံမှုရကြည့်မယ်ဆိုပြီးခဲ့တဲ့နှစ်တည်းရဆိုရင်တော့ဒါရှက်စီတာလို့ဘာစီလိုနာလည်းတာတယ်ဆိုတော့ရှက်စီကချန်ပီယံလိမှာဒါပုံစံကောင်းပြန်လာဖို့တော့ကိုရုံးကြရမယ်ဆိုမှဒင်ကစားသမားလေးလည်းရှိနေပြီးတော့ပြီးခဲ့တဲ့ခေါက်ကစားခဲ့ုံလာဆိုရင်လည်းဒါအင်တာအာဒန်နဲ့မဆိုဘဲနဲ့ဘန်လေးကိုဒါလူရေရှန်တာတော့လည်းတွေ့ရတယ်ဗျ အင်ဝင်းချက်စီအနေနဲ့ဘာစီလိုနာကိုနိုင်သွားလဲကတ်နိုင်ပြီးတော့တေးလည်းဖြစ်သွားနိုင်တယ်ဗျဘာစီလိုနာလည်းပိတ်ဆို့မယ်ဆိုရင်ပေါ့နော်အဲကြောင့်ကျွန်တော်ကဒီနေ့စိတ်ကြရွေးချယ်ပေးရမှာဆိုရင်ချက်စီနဲ့ဘာစီလိုနာကိုပွဲစင်မှာဆိုရင်ကျွန်တော်တော့ကူပေါင်းအောက်တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးချင်ပါလေခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့မာစီနဲ့ပေါ့နော်နျူကာဆယ်ပေါ်ကျွန်တော်ရွေးချယ်ပေးသွားမှာနျူကာဆယ်ကတော့မန်ချက်စတာစီနိုင်ရရှိပြီးတော့မာစီကလည်းဒါဝေကမှာဒါအနိုင်ရရှိထားတယ်နဲ့ကိုပေါ့နော်အဲကြောင့်ချန်ပီယံလိမှာမာစီကရုံးကန်နေရပြီရမယ်လို့ရရှိနေပြီနျူကာဆယ်ကတော့ချန်ပီယံလိမှာလည်းကောင်းနေရဖြစ်တယ်ဗျပုံစံကောင်းနေရှိထားတယ် ဒါပေမဲ့မာစီအင်ခွင်မှာနျူကာဆယ်လိုယနေ့ဖောက်ပြတဲ့ပုံစံရှင်းတူတူပြောင်းဆုံးရှုံးရတဲ့ရှင်းတူတူတေးသေးပဲဖောက်ပြရတယ်။ကိုပေါင်းစည်းကတော့တုံးတုံးတုံးတိုင်းတဝက်အစားလေးရနှလုံးရှုံးတွေပဲပြီးရတွေ့ရအပြ။ဒါကနေဥစည်းပေါ့နော်။အဲကျွန်တော်မာစီနဲ့ဒီနျူကာဆယ်လိုရဲ့ဒီထိတ်တဲတုံးမှုရအောင်ကြည့်ရမယ်ဆိုရင်တော့တစ်ချိန်တစ်ခါမှတော့မတွေ့ဘူးဆိုပေမဲ့ယူပါလိပွဲစဉ်မှာမာစီတစ်ချိန်တွေ့တာရဲ့နိုင်ရရှိတာတွေ့ရကြ။အဲကျွန်တော်အင်ခွင်ပြတဲ့မာစီနဲ့ဒီနျူကာဆယ်လိုပွဲစဉ်မှာမာစီလည်း ကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့စိတ်ကြရွေးရှင်မှုကတော့ Envy နဲ့ Mazzi Body နဲ့ဒါကုအောက်လေးပဲတွဲပြီးစော်စားသိကျင်ပါတယ်ခင်ဗျာနော်ဒါလေးကိုနှစ်ကြောင်းကျွန်တော်ရွေးရှင်ပေးထားတာပါ Mazzi Body နဲ့ကုပေါင်းအောက်ပါနောက်တစ်ဝက်ဖြစ်တဲ့ဒီ Napoli နဲ့ဒါဖွင့်ပါပွဲစဉ်ကျွန်တော်ရွေးရှင်ပေးသွားမှာဖြစ်တယ်ဗျာ Napoli ရောက်တဲ့ Italy City မှာဒါတေရရနေပြီးအရှုံးနေပြီးနိုင်ဝဲပြင်မှုထားတယ်ကွင်းပါကတော့လေးပွဲစဉ်မှာတော်တော်ကောင်းတယ် Champion League မှာဆိုရင် Napoli ရမက်လိုအပ်ချက်ရှိနေပြီးတော့ကွင်းပါကလည်းလာမက်လိုအပ်ချက်ရှိနေတယ်ဒါပေမဲ့ Napoli ကတုတက်ပို့ပြီးတော့ရမက်လိုအပ်ချက်ရှိတယ်လို့ကျွန်တော်ခံမမိတယ်ဗျာ ဘာလို့ဆိုရင်ချန်ပီယံလိမှာဒီနေ့ပွဲမှာရှုံးသွားလို့တော့မရဘူးနိုင်ပွဲပြန်ချလာမှာလည်းဖြစ်တယ်။အောက်ဆုအဆင့်ရနေတရိုက်ဝင်ဝင်ရဖို့အတွက်ဆိုရင်တော့နာပိုလီတို့ဒီနေ့ဖောက်ပေးလိုက်ပုံစံပါဆိုရင်မလုံးမမှန်ပြားဆုံးစားသေးရနေတော့တလုံးရှုံးလေးဖောက်ပေးထားရပေါ်လီစီကနုပ်စီပေါ့နော်။ဘောပေါင်းသေးသုံးလုံးသုံးမှန်ပြားဆုံးအရှုံးသေးရနေပြီးတော့ဒါသုံးလုံးသေးသေးလေးဖောက်ပေးထားတွေ့ရပြန်။ဆိုတော့ချန်ပီယံလိမှာကြီးမအောင်လားများနေပြန်နာပိုလီကအဲကြောကျွန်တော်ကနေပြီးတော့ဒီနေ့နာပိုလီနဲ့ကွင်းပါတော့ဝယ်စမှာတော့ဒါအင်ဝင်ဖြစ်တဲ့နာပိုလီဘော်လီပဲကျွန်တော်ရွေးချယ်ပေးခြင်းပါလေ။နောက်တစ်ပွဲဖြစ်တဲ့ဒီပီပါဝဲစင်ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်။ ဘာဝနဲ့ပေါ့နော် server block ကိုပွဲစစ်မှာဆိုရင် engage တဲ့ server block ကိုဘာဝကနေပြောရှိသူဆိုရင်ပြောင်းဆုံးရှင်းနေကြတာရယ်ကိုပေါင်းစီပုံလုံးတဝက်စားသေးရနှလုံးရှင်းနေဖောက်ပေးထားတွေ့ရကြဘာဝကတော့နောက်ဆုံးကစားခဲ့တဲ့ like က server ပွဲစစ်မှာဆိုရှင်းနေထားပြီးတော့ဒါ server block ကတော့ဒါနောက်ဆုံးကစားရလေးပွဲစစ်မှာနိုင်ရရှိထားတယ်ဒါပေမဲ့ဘီဘာဝကသူ့တဲ့ရမှတ်လို့အချက်ရှိနေတယ်ဒါ server block ကလည်းဒါ champion league မှာရှင်းပွဲနေကြုံတွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့ဒီနေ့ server block နဲ့ဒီဘီဘာဝလို့ပွဲစစ်မှာဆိုရင်စိတ်ကြောက်ရွေးချယ်ပေးရအောင်နော်ကိုပေါင်းအောက်လေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော် ဟုတ်ကဲ့ပါခင်ဗျာ25ရင်းနေမှာရှင်ပြန်ကစားကြမယ်ပေါ့နော် UEFA Champion League ရဲ့ကျွန်တော်စစ်ကြရွေးချယ်ထားတဲ့ပွဲစဉ်တွေမှာဆိုရင်ချက်စီနဲ့ဘာစီလိုနာပွဲစဉ်မှာဆိုကျွန်တော်ကိုယ့်အကူရွေးချယ်ပေးထားတာပါမာစီနဲ့နယူကာဆယ်လိုပွဲစဉ်မှာဆိုရင်အင်ဂူဖီတဲ့မာစီပေါ်လီနဲ့ဒါကိုပန်းအောက်လိုကျွန်တော်တွဲပေးထားတာပါနာပိုလီနဲ့ကွန်ပါလိုပွဲစဉ်မှာဆိုကျွန်တော်နာပိုလီဒီတန်ပေါ်လီရွေးချယ်ပေးထားပြီးတော့ဒါစလိုက်ဘလန်နဲ့ပေါ့နော်ဘီဘာလိုပွဲစဉ်မှာဆိုကျွန်တော်ကတော့ကိုယ့်အကူရွေးချယ်ပေးထားပါဒီလေးပွဲတော့ဟုတ်ဒါပေါ်တီကြီးဒီတန်ဆော့ရတယ်လို့မောင်းလည်းတွဲဆိုလို့ရပါခင်ဗျာနော်ကျေးဇူးအားပေးတဲ့ညီကလေးခံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ